မင်္ဂလာပါကျွန်မတော့ကချင်ပြည်နယ်ဗမော်မြို့ကနေဒီချင်းမမော်ဆိုးရဲ့တင်ဒန်းကိုတက်ရောက်ခဲ့တဲ့မောင်တန်စင်မခန်းဖြစ်ပါတယ်အဒီချင်းရဲ့တင်ဒန်းမှာဆိုရင်ဒီချင်းတင်ဒန်းတက်လိုက်တဲ့ချိန်မှာပုံမတိတဲ့အရာတွေမတတ်တဲ့အရာတွေ မမြင်နိုင်တဲ့အရာတွေရောအများကြီးကြီးခဲ့ရပါတယ်ဟုတ်လားငယ်ရှင်းတွေရောလည်းနော်တက်စီရှင်းတွေပြီးတော့တကယ်လည်းကောင်းတယ်အဲတော့ NMB ရဲ့အတိတ်ပဲတွေလည်းကောင်းကောင်းကြီးခဲ့ရတယ်ကိုတီချင်မမဆုံးဆိုလို့ရှင်းတယ်ကိုမတိရမှန်းတည်းလည်းအကုန်ပွဲပွဲနဲ့နည်းလို့ရတယ်ဒီကျတော့စိတ်ရှိရှိနဲ့ရှင်းအကုန်ရှင်းပြပေးပါတယ် ပြီးရင်ဟောရတော့ဒီ NMB တန်တန်းကိုတက်လိုက်တဲ့အချိန်မှာဘာတွေ့ရလဲဆိုတော့ဟိုနော်ကုန်ပစ္စည်းတွေရောင်းမထွက်တဲ့အချိန်မှာဘလို့ရောင်းထွက်အောင်လုပ်ရမယ်။အိုးဝင်းဝေးကိုတစနဲ့နှစနှစနဲ့သုံးစအဲ့လိုတိုးလာအောင်ဘလို့လုပ်ရမယ်။ကိုဆိုင်နဲ့တ냥ဆိုင်နဲ့ပြန်ပေးရှိနေတောင်ကိုဆိုင်ကိုအဲကတ်စတမာတွေပုံဝယ်ရှင်လာအောင်ပုံမှပဲကိုဆိုင်ရကိုဆိုင်ရပစ္စည်းတုံးမှ ဟိုเนาะ customer ရဲ့စိတ်ထဲမှာပေါ့เนาะ design ရဲ့ပစ္စည်းတုံးမှာ confidence ရှိလာရင်အဲအဲ့လိုမျိုးလေးလည်းအဲ့လိုမျိုးလေးဖြစ်လာအောင် customer ကိုအဂျုံကြည်မှုအပြည့် twin ပေးနိုင်တဲ့ပေါ့เนาะအဲအဲ့လိုမျိုးအကြောင်းအရာလေးအများကြီးရခဲ့ရပါတယ်ပြောလို့ဆိုရင်အရင်ကတော့လေဟိုအချိန်မပေးနိုင်ပေါ့เนาะဟိုမခန်းကချိန်မပေးနိုင်မတက်ဘူးလို့အဲ့လိုလုပ်ထားတာဒါပေမဲ့ဒီချိန်ကဒီချိန်မွေးနေမှာပေါ့เนาะအဲ့လို အဲသူကပညာဌာနအနေနဲ့အဲ့လိုတက်ခိုင်းတော့အဲ့လိုတက်တက်လိုက်တော့ပြီးရတဲ့အချိန်နဲ့ရလိုက်တဲ့ရလက်ကအများကြီးကိုကရလိုက်တဲ့ရလက်ကအများကြီးရတယ်အဲ့ကြတော့တော့ဟောပါဘောနော်တန်တာပေါ့နော်ကိုတဲ့အများကြီးတန်သွားတယ်အရန်လဲကောင်းပါတယ်အဲ့ဗျာဒီတနောင်းကိုတက်လိုက်တဲ့အချိန်မှာကိုယ်တွေ့ခါရောက်သွားတယ်လေပြုံးနိုင်ရမယ်မခန်းဆိုရင်ဒါရုပ်ကြည့်ရဲ့ဆင်မှာပါတယ် တိတ်အပြုံးရှင်တိတ်မရှိဘူး။အပေါင်းလည်းမမက်ဘူး။ပြီးတော့တယောက်တည်းနေရလို့ဆိုတော့လည်းချိန်တိုင်းမှာပြုံးနေတဲ့အချိန်ရှိတတ်ဘူး။အဲကြတော့ဒီချိန်ကတင်တန်းမဆောင်တာတင်ပြီးလဲ။ပြုံးနေနေတင်ပြီးလဲ။အဲဆိုကြတော့ပြောရပါတော့။ကျေပြောစိတ်ဟောပါတော့။အဲစိတ်ဆိုရဲဟာလေ။အော်ဒီချိန်ပြောဘူးပြောခဲ့ရပါတော့။ mindset mindset နဲ့ action ပေါ့နော်။အောင်မြင်မှုတစ်ခုရမယ်ဆိုရင် mindset က 20ရာခိုင်နှုန်းเนาะ action က80ရာခိုင်နှုန်းလို့ပြောတယ်အရန်မှန်တာအရန်ဆိုရင်လေမုခန်းကပေါ့เนาะတခုခုလုံးမယ်ဆိုလို့ရှိရင်အရင်ရဲ့ဆိုးတိုးကိုအရင်တွေးလိုက်တာပေါ့เนาะမြင်အောင်လိုက်တာဆိုးတိုးကိုအရင်မြင်အောင်လိုက်တာမြင်အောင်မှာကြတော့တကယ်လေးလေတကယ်လောက်တော့လေတကယ်အဲ့ဆိုးတိုးအဲ့မြင်အောင်တဲ့အတိုင်းပဲအဲ့တွေးရဲ့အတိုင်းတကယ်ဖြစ်လာတာအဲ့တော့ဒီချက်တင်တက်ပြီးခါကျတော့ဒီချက်က အဲ့လိုပါနော် mindset အကြောင်းပြောတယ် action အကြောင်းနေပါတယ်အဲ့လိုပြောပြပြီးတဲ့ခါကျတော့ဘောကအဲ့လိုတော့ net modeling လို့အဲ့လိုခုနှစ်နာရီဖျားရှိခိုးရတဲ့အချိန်ဆိုတော့အဲ့ဖျားရှိခိုးရတဲ့အချိန်မှာလေကိုယ့်ရဲ့အောင်မြင်မှုပြောတနေ့တာပေါ့နော်တနေ့တောင်လည်းအောင်မြင်မှုပြောရှင်မှုစာရုံလည်းလူကြိတ်ကြိတ်တိုးနေရအဲ့လိုမျိုးပေါ့နော်စိတ်ထဲမှာအဲ့လိုတွေပဲတွေးတွေးကောင်းတဲ့အရာတွေပဲတွေးခဲ့တဲ့ခါကျတော့တနေ့ကုန်လည်းအဲ့ကောင်းလိုက်တဲ့ကိုတွေးလိုက်သလိုပဲပေါ့နော်အဲ့ကောင်းလိုက်ကောင်းတဲ့အရာတွေပဲလာတယ်တကယ်မှန်တယ်ပြီးတော့ action ဟုတ်လား ะအောင်မြင်မှုတိုးချင်နေအောင်လားတိုးချင်ရင်တော့ဒီတိုင်းထိုင်နေလို့မရအောင်ဒီနေ့ဘလောက်ရရဲ့နောက်နေ့ဘလောက်တိုးချင်နေဆိုတော့အဲတိုးချင်တာနဲ့ဟိုဟာဖြစ်အောင်တော့ကို့မှာအရှင်နေပြောင်းမှအဲ့လိုပြောင်းလဲပြီးမှလုပ်နေရမှာပေါ့နော်ထိုင်နေရတာပါပါအဲ့လိုမျိုးလောက်နေတော့မဖြစ်လာဘူးဟိုဒါအရှင်ရ80ရခိုင်တော့ဆိုတော့အရှင်နေအမျိုးမျိုးပြောင်းတော့နော်ပစ္စည်းတစ်ခုဟိုပစ္စည်း ဒီချက်ရှိမှပြန်ပြန်တက်လိုက်တော့ဘာရသွားတယ်လဲဆိုတော့เนาะအဲ့လိုပေါ့เนาะပြုံးတက်လာတယ်ပြုံးတက်လာတယ်ပြောရှင်ရင်ပစ္စည်းကြံနေတဲ့ပစ္စည်းရောင်းမထက်ပစ္စည်းဆိုတော့ဘလို့ရောင်းထွက်ရမယ်အဲ့လိုမျိုးပေါ့เนาะပြီးရင်ငွေစီမံခန့်ခွဲမှုအပိုင်းနေလဲရလာတယ်ပြီးတော့ခါကြတော့အဲပြောမယ်အဲ့ဗျာကိုရဲ့လက်အောက်ငယ်ကကိုရဲ့သင်းကိုလည်းဘယ်လိုအုပ်ချုပ်ရမယ်ဆိုတဲ့ဟာလေးတွေတည်လာတယ်။အင်းပြီးရင်ခေါ်ရပါတော့ ဟောရင်ပြုံးတက်လာတဲ့ဟာတွေဆိုလည်းတိလာရတယ်ပေါ့အဲအဲ့လိုမျိုးလေးညာကြည့်ရပါတယ်နောက်ထပ်မုန်ခမ်းမပြောတတ်တဲ့အရာတွေလည်းရှိရယ်မုန်ခမ်းအဲ့လိုမျိုးဗီဒီယိုဖိုင်ရိုက်ပြီးမှမပြောတတ်တော့လေဒါတစ်ချက်အတွက် review လေးပေးရှင်လို့ရိုက်ပေးရပါတကယ်အရန်ကောင်းပါတယ်ဒီချိန်မမဆိုရဲ့ NMB တင်တော့တတ်တဲ့ကြပါလို့ဝင်ငွေတစ်ဆနှစ်ဆသုံးဆအဲ့လိုတိုးရှင်နေဆိုရင်တော့ဒီချိန်မမဆိုရဲ့ ့ NLB တင်တာကိုတက်ဖြစ်အောင်တွက်တက်ပါမောခန်းကတော့နောက်တစ်ဆင့်နောက်တစ်ဆင့်နဲ့တက်နိုင်ဖို့လဲကြိုးစားနေပါတယ်သူကတချဲရဲ့တင်တန်းတက်ရတာလေပေးရတဲ့ငွေပေးရတဲ့အချိန်ထက်ကိုကိုယ့်ရဲ့ရလက အများကြီးတာပါတယ်ကျေးဇူးများတင်ပါတယ်